ူရီတည်ပြီးသွားလို့ရှိရင်ဘယ်ကိုရောက်သွားလဲနောက်ဘဝဆိုတာကတကယ်ရှိလားတည်ခြင်းတရားဆိုတာကကျွန်တော်တို့ရဲ့အာလုံးအတွက်အဆုံးသက်ဖြစ်နေမလားဒီမေခွန်းတွေကိုကျွန်တော်တို့ကိုယ်တိုင်ပဲတွေးကြည့်ဖြစ်ဖြစ်တခြားသူကိုမင်းမယ်ဖြစ်ဖြစ်အားလုံးတယောက်နဲ့တယောက်မတူညီတဲ့ဘာသာရေးအမြင်တွေဒါမှမဟုတ်သိပ္ပံနည်းကျလေးလာမှုတွေက ဟိုးယခင်တွေကအခုချိန်အထိကိုရှိစမြဲလဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်အနေနဲ့မိတ်ဆွေတို့အတွက်ဒီဗီဒီယိုမှာလူတွေတည်ပြီးသွားရင်ဘယ်ရောက်သွားသလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာသာရေးအမြင်ပြီးတော့တိတ်ပန်နီးကြကျွန်တော်တို့ခေဆက်ဆက်လေးလာခဲ့ကြတဲ့သုတေသနဖြစ်စဉ်တွေအနေနဲ့အတူရှင်တွဲပြီးတော့ကျွန်တော်အနေနဲ့မိတ်ဆွေတို့နဲ့အတူတူဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျ။ကဲအဲ့တော့ကျွန်တော်တို့အခုပဲဗီဒီယိုလေးကိုစလိုက်ရအောင်ပါ။ ဟုတ်ပါပြီဗီဒီယိုလေးမစခင်မှာပြောထားချင်တာကကျွန်တော်ရဲ့ဗီဒီယိုတိုင်းမှာကတိုင်းစတန်လေးတွေခွဲပေးထားပါတယ်ဒါကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတို့အနေနဲ့ပို့ပြီးတော့သိကျင်တဲ့ချက်တွေကိုလွယ်လွယ်ကူကူရွေးချယ်ပြီးတော့ topic တစ်ခုကြီးစီလိုက်ကြည့်ရှုလို့ရပါတယ်ဗျကဲအဲ့တော့ပထမဆုံးချက်အနေနဲ့ကျွန်တော်တို့လူတွေတည်သွားရင်ဘယ်ရောက်သလဲနောက်ဘဝဆိုတာတကယ်ရှိလားတည်ခြင်းတရားကအဆုံးတက်လားဆိုတဲ့ကိစ္စကိုစကြည့်တော့မယ်ဆိုလို့ရှင်အားလုံးကောင်းတဲ့မှာတွေးမိမှာကဘာသာရေးအမြင်မှာ ဘာသာရေးမြင့်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘာပေါ်မှာကလူသားတွေအနေနဲ့ဘာသာအမျိုးမျိုးကိုးကွယ်မှုတွေရှိတယ်ဒီထက်ကမှကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုနဲ့ပတ်သက်ပြီးတော့အထူးတလည်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗုဒ္ဓဖျားရှင်ဟောထားတာကတည်ခြင်းတရားဆိုတာကအဆုံးသတ်မဟုတ်ပါဘူးကျွန်တော်တို့ရအားလုံးသိကြတဲ့32ပုံဆိုတဲ့တဏှာဆက်ဝန်းမှာအစ်စ်ပြန်လဲဖို့အတွက်အစလည်းဖြစ်ပါတယ်ပေါ့နော်အဲတော့နားလဲလွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့လူတယောက်တည်ဆုံးသွားတာက သူ့အနေနဲ့နောက်ထပ်အစ်စ်တဖန်ပြန်လဲစတင်ဖို့အတွက်မွေးဖွားလာခြင်းဆိုတဲ့အရာပါပဲဗျ။ဒီလိုနဲ့ပဲတန်ညာဆံဝန်းကြီးတဲ့မှာကျွန်တော်တို့တွေကလေပတ်နေကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာယုံကြည်မှုဟာဆိုလို့ရှိရင်တော့တည်ဆုံးပြီးသွားတဲ့လူတရားအနေနဲ့နောက်ထပ်တစ်ဘဝပြန်လဲပြီးတော့အစ်စ်ပြန်မမွေးဖွားခင်မှာသူရှိမှလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်အကုသိုလ်အကျိုးတွေကသူ့ကိုအကျိုးပေးမယ်ပေါ့နော်ကောင်းတာလုပ်တဲ့လူတွေကုသိုလ်များများလုပ်တဲ့သူတွေဆိုလို့ရှိရင်ကောင်းတဲ့ အဘုံဘွားတွေရောက်ကြမယ်ကောင်းတဲ့အခြေအနေမျိုးနဲ့ပြန်ပြီးတော့မွေးဖွားရမယ်ပေါ့နော်ကုသိုလ်အများကြီးလှုပ်ထားတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့အလူဘုံကိုပြန်ရောက်တာပဲဖြစ်ဖြစ်နတ်ဖြစ်သွားတာပဲဖြစ်ဖြစ်မြမာဖြစ်သွားတာဖြစ်ဖြစ်ပေါ့နော်အကုသိုလ်တွေများခဲ့တဲ့လူတစ်ပါးပေါ်မှာမကောင်းကြံခဲ့တဲ့သူတွေမကောင်းတဲ့အရာတွေကြီးပဲအခုလက်ရှိဘဝမှာလှုပ်ပြီးတော့တည်ဆုံးသွားတဲ့သူတွေဟာဆိုလို့ရှိရင်တော့နောက်ထပ်အစ်စ်ပြန်မွေးဖွားတဲ့အခါမှာဒီထက်ပိုနှိမ့်ကြတဲ့နေရာတွေဒါမှမဟုတ်မကောင်းတဲ့နေရာငရဲ တိရိစ္ဆာန်ဘုံတွေမှာသွားပြီးတော့အစ်စ်ပြန်ဖြည့်ရမယ်ပေါ့ဒီလိုမျိုးပဲကျွန်တော်တို့တွေကယုံကြည်ကြတာပါပေါ့နော် ဒီမှာထည့်သွင်းပြောကြရမှာကကျွန်တော်တို့ဗုဒ္ဓဟောထားတဲ့အထဲမှာဆိုလို့ရှိရင်စေတနာကကံပေါ့နော်ကျွန်တော်တို့စေတနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားအလကားမဟုတ်ပါဘူးဒီဘက်မှာကျွန်တော်တို့တွေကစေတနာဆိုတဲ့နေရာမှာလဲသူတစ်ပါးပေါ်မှာကောင်းစေခြင်းနဲ့စေတနာမေတ္တာပို့တာတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကလှူတဲ့တန်းနဲ့ဆိုလို့ရှိရင်တော့မှတကယ်စိတ်ရင်းစေတနာနဲ့လှူတာလားဒါမှမဟုတ်အခုခေတ်လိုမျိုးအာနမည်ကြီးခြင်းလို့လှူတာလားဒါလိုမျိုးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လဲအကျိုးပေးတွေကကြွာသွားမှာပေါ့နော်အဲ့တော့စေတနာကောင်းမှကံကောင်း ောင်းမှလည်းဖြစ်ပါတယ်အဲ့ဒီကံရဲ့အထောက်ပံ့ကနောက်တဘဝကိုကူးပြောင်းတဲ့နေရာမှာကိုယ့်ကိုကောင်းတဲ့အရာကိုပို့ဆောင်ပေးမယ်ဆိုပြီးတော့လည်းကျွန်တော်တို့အလုံးကလက်ခံယုံကြည်ထားကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်ခင်မှာတော့အလုံးနားလည်လွယ်အောင်ဆိုပြီးတော့အတိတ်ပစ္စုပန်အနာဂတ်ဆိုပြီးတော့အကျဉ်းချုပ်လိုက်ကြပါတယ်ဒီမှာအတိတ်မှာကျွန်တော်တို့တွေကကောင်းမှုကုသိုလ်တွေလုပ်ခဲ့တဲ့အရင်ဘဝပေါ့နော်အရင်ဘဝမှာကောင်းမှုကုသိုလ်တွေလုပ်ခဲ့တယ်ဆိုလို့ရှိရင်အခုလက်ရှိဘဝအတွက်အကျိုးပေးကောင်းမယ်ပေါ့နော်အဲဒီလက်ရှိဘဝမှာကိုယ်တွေကချိုးချိုးတက်တက်နေရတယ်ဆိုလို့ရှိရင်တော့တိတ်ဘဝမှာ ကျွန်တော်တို့တွေကကာမကုသူတွေနဲခဲ့လို့ဆိုပြီးတော့ဗုဒ္ဓဖျားရှင်ကလည်းဟောကြားခဲ့တာဖြစ်တယ်လို့အခုကျွန်တော်ဆရာတော်ကြီးတွေကလည်းဟောကြားဆုံးမကြတာလည်းဖြစ်ပါတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်သိဆုံးခြင်းကအဆုံးသတ်မဟုတ်ဘူးဘဝအစ်ပြန်ဆဖို့အစ်စတင်ခြင်းလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ထည့်ပြောရမှာကလူတယောက်သိဆုံးသွားပြီဆိုလို့ရှိရင်တမလွန်ခရီးကိုကူးဖို့အတွက်ပေါ့နော်ကတို့ကထည့်ရတယ်ပေါ့ဒီကတို့ကပါသွားတော့မှလူတယောက်ကတမလွန်ခရီးကိုကူးနိုင်မှာပေါ့ဒီယူဆဟာဆိုလို့ရှိရင်တော့အရင်တော့ကကျွန်တော်တို့မြန်မာတွေမှာလည်းသိဆုံးသွားတဲ့လူရဲ့ပါဇက်ထဲကိုကျွန်တော်တို့မူးစိမက်ဆေ့ထည့်ပြီးတော့အာမီးတင်ညိုကြရတယ်ပေါ့နော်ဒီလိုယူဆလေးရှိဒါကကျွန်တော်တို့ဗုဒ္ဓဘာသာမှာအယူမရှိဘူးဆိုပြီးတော့လည်းတိရ တာပါဗျတကယ်တော့ကတော့ကထည့်ပေးကြတယ်ဆိုတာက delay ထုံးစံတစ်ခုပေါ့နော်ကျွန်တော်နာကြားဘူးတဲ့ဆရာတော်ကြီးအရှင်ပညာဝါရရဲ့တရားတော်ထဲမှာဆိုလို့ရှိရင်ကတော့ကရဲ့တမိုင်းကြောင်းကဘိုးတော်ကဆိုလို့ရှိရင်မြို့ဟာဒီဘက်မှာမြည့်ရဲ့တစ်ဖက်ချမ်းမှာကတုတ်တန်ရှိတာဒါကြောင့်မို့လို့လူရီတီဗီဆိုလို့ရှိရင်ဒီမြို့ဘက်ချမ်းကနေပြီးတော့ မင်းရဲ့ဟိုဘက်ချမ်းကတုတ်တန်ကိုလှေနဲ့အလောင်းကိုတင်ပေးလိုက်တယ်ပေါ့နော်တေသူရဲ့ပါဇက်ထဲမှာကတို့ကတမတ်စီထည့်ပေးလိုက်ပြီးတော့ဟိုဘက်ရောက်လို့ရှိရင်တုတ်တန်ဘက်ကလူတွေကလူရဲ့ပါဇက်ကိုဟပြီးတော့ဒီတမတ်စီကိုကတို့ကအနေနဲ့ယူဆောင်လိုက်ကြရာကနေပြီးတော့စလာတယ်ဆိုပြီးတော့လေအာနာကြားဘူးတာပေါ့နော်ဒီလိုမျိုးကတို့ကူးတဲ့ခပေါ့နော်တေဆုံးသူကိုဟိုဘက်ကမ်းရောက်အောင်တည့်ဆောင်ခပေါ့နော်ဒီအခချင်းကိုပေးရတာပါဗျာ စင်ငယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တရုတ်မှာဆိုလို့ရှိရင်ကျွန်တော်တေဆုံသွားတဲ့လူတွေအတွက်အငွေဆက်ကူအတုတွေပေါ့နော်အဲ့ဒါတွေကိုသူတို့ကမီးရှို့ပြီးတော့ပူဇော်ပေးလိုက်တယ်ဒီဆက်ကူပတ်စံတွေကနေတဆင့်ကတို့ကရာသွားကြတယ်ဆိုပြီးတော့ယုံကြည်မှုတွေလည်းအတိအသင့်ရှိကြပါတယ်ဗျအဓိကကျွန်တော်တို့တေဆုံသွားတဲ့လူအတွက်ကောင်းမှုကုသိုလ်တွေကျင့်ရင်းခဲ့တဲ့သူတွေကလှုပ်ပေးကြတယ်ကျွန်တော်ရက်လက်ဆွန်းတွတ်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်လှုပ်ပေးကြတဲ့ ဒါကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အမြင်ပေါ့နော်။ခြားခရစ်ယာန်တို့ပြီးတော့အစ္စလာမ်ဘာသာတွေထဲမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ယုံကြည်မှုကအာတည်ဆုံးခြင်းဆိုတာကကျွန်တော်တို့ ကိုခန္ဓာကတသက်ဝိညာဉ်ကတသက်ပေါ့နော်ပြီးွားလို့ရှိရင်သူတို့လည်းကျွန်တော်တို့နီးတူပါပဲမတည်ဆုံးခင်မှာဒီလူကကောင်းတာကြီးလုပ်သွားလို့ရှိရင်ကောင်းတဲ့နေရာရောက်မယ်မကောင်းတာကြီးလုပ်ခဲ့လို့ရှိရင်ငြင်းရဲသွားအောင်ပဲပေါ့နော်ဒါပေမဲ့သူတို့တွေရဲ့အယူဆအရာဆိုလို့ရှိရင်နောက်ဆုံးအဆုံးဖြတ်ပေးတဲ့ judgment day ဆိုပြီးတော့လည်းရှိသေးတယ်ဆိုပြီးတော့သိရပါတယ်ဒီမှာသူတို့ယုံကြည်ထားကြတဲ့တမန်တော်တွေအနေနဲ့ဒီတည်ဆုံးသွားတဲ့လူရဲ့ဝိညာဉ်ကိုမေးတယ်ပေါ့နော်နာမည်ဘသူလဲအာလူဘွားတော်ကဘာတွေလုပ်ခဲ့တယ်လဲပေါ့နော်သူရဲ့ကောင်းမှုကုသိုလ်ရှိသလောက်မကောင်းမှုတွေများနေလို့ရှိရင်ငြင်းရဲသွား ာကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်ဆိုလို့ရှိရင်နှက်ပြီတက်ပေါ့နော်ဒီလိုမျိုး အခြေအနေတွေလည်းအများကြီးရှိပါတယ်ဗျအဲ့တော့ဒါကတော့ကျွန်တော်တို့ဘာသာရေးဆိုင်ရာတည်ဆုံးခြင်းနဲ့ပတ်သက်ပြီးတော့အထင်အမြင်ယုံကြည်မှုတွေပေါ့နော် တကယ်တကယ်ကျွန်တော်တို့အခုခေတ်မှာဆိုလို့ရှိရင်တခုခုပြောမယ်ဆိုလို့ရှိရင်တိတ်ပန်နီးကြသုတေသနတတ်တေထောက်ထားအချက်လက်တွေကိုလည်းရှင်တွဲပြီးတော့လေ့လာရမှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တမိုင်းစင်ဆက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့တိတ်ပန်နေပေမှာလူသားတွေရဲ့တေဆုံမှုနဲ့ပတ်သက်ပြီးတော့လေ့လာခဲ့မှုတွေသုတေသနပြုခဲ့မှုတွေအများကြီးရှိပါတယ်ဗျဒီနေရာမှာတိတ်ပန်ပညာရှင်တွေအနေနဲ့လည်းကျွန်တော်တို့ဘာသာရေးအမြင်ယူဆတွေအတိုင်းလူတစ်ယောက်ကတည်ပြီးသွားလို့ရှိရင်ဝိညာဉ်ဖြစ်သွားမှလားနောက်ဘဝကိုဘယ်လိုကူးမှလဲဒီလက်ရှိဘဝနဲ့နောက်ဘဝကူးမဲ့ဂျားကာလာမှာ ရောသူ့အနေနဲ့ဘယ်လိုခံစားရမလဲဆိုတာတွေကိုအဲသူ့တည်တနာပညာရှင်တွေကသိကျင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ပဲ near death experience ဆိုတဲ့သူ့တည်တနာတစ်ခုကိုလုပ်ခဲ့ပါတယ်ဗျဒီသူ့တည်တနာမှာတေလူနိဗာဖြစ်နေတဲ့လူတွေက အသက်ဘေးကနေပြီးတော့လက်မတင်လေးလွတ်မြောက်လာခဲ့တဲ့ဒီလူတွေကိုမေးမြန်းပြီးတော့သူ့တည်တနာလုပ်တဲ့ပုံစံမျိုးပါပြောမယ်ဆိုလို့ရှိရင်တော့တေရွာပြန်လူတွေကိုသူ့တည်တနာမေးမြန်းကြတာပေါ့နော် ဒီထဲမှာဆိုလို့ရှိရင်တော့တချို့ကလည်းအာသူတတိလက်သွားတယ်ပေါ့နော်တေလူနီးပါးဖြစ်သွားတဲ့အချိန်ဒီမှာအလင်းတန်းကြီးကိုမြင်လိုက်တယ်တချို့ကလည်းအာကိုယ့်ရဲ့ခန္ဓာကိုယ်ကပော့ပါသွားပြီးတော့စိတ်တွေအေးချမ်းသွားတဲ့အချိန်ဒီမျိုးကိုလည်းကြုံခဲ့ရတယ်တချို့ကလည်းအာပုံရိပ်ရောင်တွေအမျိုးမျိုးပေါ့နော်သူတို့တခါမှမမြင်ဘူးတဲ့ပုံရိပ်ရောင်မျိုးတွေမြင်လာရတယ်ဆိုပြီးတော့ဖတ်ဆိုချက်တွေအများကြီးရှိပါတယ်ဗျဒါနဲ့ပဲပေါ့နော်ဟုတ်ပြီဒီလိုမျိုးစမ်းသပ်ချက်ကိုပြုတ်လုပ်ပြီးတော့အဖြေတွေလည်းထွက်လာပြီပေါ့နော်ဒီလူတွေရှိရနေပြီးတော့တိတ်ပံ ညာရှင်တွေကဒီအချက်လက်တွေကိုယူဆောင်ပြီးတော့ဘယ်လိုမျိုးခွဲတန်းချလိုက်တယ်လဲဆိုလို့ရှိရင်တော့အခုလိုမျိုးဒီလူတွေပြောတဲ့ဖြစ်စဉ်တွေကပုံမှန်သိပ္ပံနည်းကြတမယွေးကြဖြစ်စဉ်တွေပဲဖြစ်တယ်ဆိုပြီးတော့လဲသိရပါတယ်ဗျအာလူတွေကအလင်းတန်းမြင်ရတယ်လို့ပြောကြရတယ်ဗောနော်အလင်းတန်းကြီးကိုမြင်ခဲ့ရပြီးတော့ပြန်လဲနိုးထအသက်ရှင်လာတယ်ဆိုတော့အကြောင်းကလူတွေကတေဆုံးလူနီနီအခြေအနေမှာ oxygen deprivation ဆိုတဲ့ O2 ရော့ချခြင်းအခြေအနေနဲ့ရင်ဆိုင်ရပါတယ်။ဒီလိုအခြေအနေမှာသူတို့ရဲ့အုံနောက်ထဲမှာပေါ့နော် allusion ဖြစ်နိုင်ပါတယ်။ allusion ဆိုတာကတော့ထင်းအောင်ထင်းမားတွေဖြစ်တာပေါ့နော်။ဒီအခြေအနေကနေပဲအလင်းရောင်အလင်းတန်းကြီးတွေကိုမြင်လိုက်ရတယ်ဆိုတဲ့အခြေအနေဖြစ်ရတွေကြုံတွေ့နိုင်တယ်ဆိုပြီးတော့သိပ္ပံကြီးကသူတို့ရာဖော်ထုတ်လိုက်နိုင်ပါတယ်။အဲ့တော့ဒီချက်ကတော့လုံးဝမဟုတ်တော့ဘူးပေါ့နော်။ နောက်တစ်ချက်အနေနဲ့ကတော့ခန္ဓာကိုယ်ပေါ့ပွားသွားတယ်အေးအေးဆေးဆေးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ငြိမ်ညမ်းသွားတဲ့အခြေအနေခံစားရတယ်ဆိုတာကလည်း neurotransmitter sub ဆိုရဲကျွန်တော်တေလူနီနီနှလုံးရက်သွားတဲ့အခြေအနေမှာအုံနောက်မှာ chemical flow ဖြစ်သွားခဲ့တဲ့အခြေအနေဖြစ်စဉ်ဆိုပြီးတော့လဲသူတေတီသိပ္ပံပညာရှင်တွေကဖော်ထုတ်လိုက်နိုင်ပါတယ်အဲ့တော့ဒီဒုတိယချက်ကလည်းလုံးဝမဟုတ်တော့ပါဘူးပေါ့နော် အဲတတိယချက်အနေနဲ့ကတော့ပုံရိပ်ရောင်နေမြင်တယ်ပေါ့နော်တခါမှမမြင်ဘူးတဲ့ပုံစံမျိုးတွေထူးထူးခြားခြားတွေမြင်တယ်ပေါ့ဒီကိစ္စဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ memory blending effect ဆိုတဲ့ဖြစ်ရဆိုပြီးတော့သိရလို့လူတစ်ယောက်ကတေလူနီးပါးဖြစ်သွားပြီးတေချင်းနဲ့နီးကပ်သွားတဲ့အချိန်ဒီမှာသူ့တပွားလုံးမှာရှိတဲ့ မှတ်ဉာဏ်တွေအမှတ်တရတွေကဖုန်းနောက်ထဲမှာအိမ်မက်လိုမျိုးပြန်ပေါ်လာပြီးတော့ဒီမှတ်တမ်းမက်ရအမှတ်တရ memory တွေအကုန်လုံးကရောထွေးသွားတယ်ပေါ့နော်ရောထွေးသွားတဲ့အချိန်ဒီမှာဒီလူတွေကဒီပုံရိပ်တွေကိုမြင်ရတဲ့လက္ခဏာမျိုးဆိုပြီးတော့လဲသိပ္ပံပညာရှင်တွေကဖော်ထုတ်လိုက်နေပါတယ်အဲ့တော့ဒီသုံးချက်လုံးက တေးပြီးတော့နောက်ဘဝဓမ္မမဟုတ်နောက်ဘဝနဲ့ဒီဘဝရဲ့ကြားထဲကဖြစ်စဉ်တွေကိုမြင်ရတယ်ဆိုတော့ကလုံးဝမဟုတ်ဘူးဆိုတော့တက်တည်ထောက်ထားတွေခိုင်လုံသွားပါတယ်ပေါ့နော်အဲ့တော့ဒီသုတေသနကိုတော့1985ခုနှစ်မှာ Life After Life ဆိုတဲ့စာအုပ်ထဲမှာဒေါက်တာရေမွန်မူဒီအနေနဲ့ထည့်သွင်းရေးသားဖော်ပြခဲ့တာလည်းဖြစ်တယ်ပေါ့နော်သူအနေနဲ့ဒီရှေ့ကအချက်တွေကိုလူနာ150ကျော်ကိုစမ်းသပ်ခဲ့တယ်စမ်းသပ်ပြီးတော့လည်းမေးမြန်းခဲ့တယ်ပေါ့နော်ဒီလိုမျိုးမေးမြန်းတဲ့အချက်တွေမှာအလင်းမြင်တာတွေငြိမ်းချမ်းသွားတဲ့ပုံစံမျိုးတွေပုံရိပ်အောင် င်နေမြင်ခဲ့တယ်ဆိုပြီးတော့သူကဒီစာအုပ်ထဲမှာထည့်သွင်းရေးသားထားတာလည်းဖြစ်ပါတယ်ဗျမိတ်ဆွေတို့အကျေတမွန်းသိကျင်တဲ့အသေးစိတ်သိကျင်တယ်ဆိုလို့ရှိရင်တော့ဒီစာအုပ်လေးကိုရှာဖတ်နိုင်တယ်ပေါ့နော်နောက်ထပ်သိကျင်တဲ့ပတ်သက်ပြီးတော့စံတက်မှုတစ်ခုကိုပြုလုပ်ခဲ့တာကတော့2014ခုနှစ်မှာ New York University ကဒေါက်တာဆန်ဖာနီယာဆိုတဲ့သူပေါ့နော်သူ့အနေနဲ့နှလုံးရက်သွားပြီးတော့3မိနစ်5မိနစ်ကြော်အကြာမှပြန်လည်နိုးထလာတဲ့လူတွေကိုသူတည်တနာလောက်ခဲ့တယ်ဆိုပြီးတော့လဲစာတန်းတွေမှာဖော်ပြထားတယ်ပေါ့နော်သူရဲ့သူစည်တနာတွေထဲမှာဆိုလို့ရှိရင်ဒီလူတွေကအာပုံရိပ်အောင်နေမြင်တယ်ဒါပေမဲ့ဒီပ ုံရိပ်ရောင်တွေကတေပြီးနောက်မှာမြင်ရတဲ့ပုံရိပ်ရောင်တွေမဟုတ်ဘူးဒီစေကန်းနားမှာရှိနေတဲ့အရာတွေကိုပဲသူ့ရဲ့ memory ကနေတဆင့်ရှေ့မှာပြောလို့ပြန်မြင်လာတဲ့အခြေအနေတွေပေါ့နော်ဒီသူစေတနာကလည်းတသက်အထောက်ထားမခိုင်လုံဘူးဆိုပြီးတော့လည်းသိရပါတယ်ဗျ နောက်တစ်ခုကတော့နည်းနည်းထူးကြပါရယ်ပေါ့နော်အဲ့ဒါကဆိုလို့ရှိရင်တော့ University of Virginia Division of Pastoral Studies ဆိုတဲ့ American တက္ကသိုလ်တစ်ခုကနေပြီးတော့လေ့လာခဲ့တဲ့နောက်ဘဝသက်သေရှာဖွေရေးသုတေသနစနစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့က Children Remembering Past Life ဆိုတဲ့ပြီးခဲ့တဲ့အတိတ်ဘဝကမှတ်ဉာဏ်အချို့ကို ပြန်ပြီးတော့ ွေးဖွားလာတဲ့အချိန်မှာမှတ်မိနေတဲ့ကလေး2000ကျော်ကိုစုဆောင်းပြီးတော့သူတေသနာမှတ်တမ်းပြုခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ဒီထဲကကလေးတချို့ကအတိတ်ဘဝကမှတ်ချက်တွေကိုပြောပြတဲ့အခါမှာလက်ရှိဘဝကဖြစ်စဉ်တွေနဲ့သက်ဆိုင်မှုတွေရှိနေတယ်ဆိုပြီးတော့လည်းဖော်ထုတ်နိုင်ခဲ့တယ်ဆိုတာသိရပါတယ်ဒါပေမဲ့လို့တေချင်းကနေတဆင့်နောက်ဘဝကူးတာလားတေချင်းပြီးသွားလို့ရှိရင်ဘာဖြစ်သွားတာလဲဆိုတာကိုတော့တိတ်ပန်နီးကြအရာအခုချိန်ထိတိုင်းတက်တေအထောက်ထားခိုင်လုံစွာမရှိဘူးဆိုပြီးတော့လည်းသိရတာပါဗျ ။ဒါကတော့ကျွန်တော်တို့ခေတ်ဆက်ဆက်သူတည်တီတွေရဲ့သူတည်တနာလောက်ခဲ့တဲ့မြအရာတွေပေါ့နော်။အဲ့တော့တည်ခြင်းတရားဆိုတာကိုသိပ္ပံနည်းကြပြောမယ်ဆိုလို့ရှိရင်တော့တည်ဆုံးနေဆိုတာကအသက်ရှူမှုနော်နှလုံးခုန်နှုန်းနဲ့အုံနောက်တွေအကုန်ပြည့်စည်သွားတဲ့အခြေအနေဆိုပြီးတော့လဲမှတ်ထားရမှာဖြစ်ပါတယ်။ပြီးတော့အုံနောက်နဲ့နှလုံးရက်တန့်ပြည့်စည်သွားတယ်ဆိုတာကကျွန်တော်တို့အုံနောက်ထဲမှာသူရဲ့တိမြင်စိတ် consciousness နေကဓာတုနဲ့အတူလျှက်စစ်လိုက်လှုပ်ရှားမှုတွေကနေတစ်ဆင့်ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ် ဲ့တော့အုံနောက်ထဲမှာအဲ့ဒီလျှက်စစ်လိုင်းလေးတွေပြတ်သွားတာနဲ့ကျွန်တော်တို့ရဲ့ consciousness ဆိုတဲ့လူတွေရဲ့သိမြင်စိတ်တွေလည်းပျောက်ဆုံးသွားပါတယ်အဲ့တော့ဒါဆိုလို့ရှိရင် အုံနောက်ထဲကလျှက်စစ်လိုင်းတွေကဘလို့ပြတ်သွားရလဲပေါ့နော်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာက neural လို့ခေါ်တဲ့လျှက်စစ်လိုင်းတွေထုတ်ပေးတဲ့အဖွဲ့အစည်းတွေ အပြည့်ရှိတယ်ပေါ့နော်ဒါရီကဘာရီလဲဆိုလို့ရှင်တော့ကျွန်တော်တို့အင်္ဂိုက်တာစိတ်ကူးရင်တာတွေးတော့တာပျော်ရွှင်တာဝမ်းနည်းတာစရာတွေကိုလှုပ်ဆောင်နိုင်ဖို့ဆိုလို့ရှင်ဒီလျက်စလိုင်းလေးတွေလှုပ်ရှားနေမှာဖြစ်နိုင်မှာပါပေါ့နော်အဲ့တော့လူတယောက်အနေနဲ့တေချိန်တန်လာတဲ့အခါမှာကျွန်တော်တို့အုံနောက်ထဲမှာရှိနေတဲ့သွေးကြောမြင်လေးတွေတဲ့ကိုသွေးတွေကမစည်းဝင်တော့ဘူးဒီသွေးတွေမစည်းဝင်တော့တာကနေတဆင့်ပျက်စီးရွံ့မှုတွေစတင်လာပြီးတော့လျက်စလိုင်းတွေကလည်းလှုပ်ရှားမှုမရှိတော့တဲ့အခါမှာကျွန်တော်တို့အုံနောက်ထဲမှာ brain wave လို့ခေါ်တဲ့ alpha beta data gamma wave တွေကလုံးဝမရှိတော့ဘူးပျက်စီးသွားတဲ့အခြေအနေဖြစ်သွားပါတယ်ပေါ့နော်အဲ့တော့ layer 6 signal လှုပ်ရှားမှုတွေမရှိတော့ဘဲနဲ့အုံနောက်ကတည်ဆုံသွားပါတယ်ဒီကနေပဲတစင်ကျွန်တော်တို့ရဲ့သိမြင်နိုင်တဲ့စိတ်တွေအကုန်လုံးပျောက်ဆုံးသွားတယ်လို့ပဲပြောရမှာပါဗျာ ဲ့တော့ဒီမှာဘုဇုတအနေနဲ့ထည့်သွင်းပြောပြရမှာက2023ခုနှစ်ရဲ့ University of Michigan တက္ကသိုလ်မှာသူတည်တနာလေးလာချက်တွေအရဆိုလို့ရှိရင်လူတယောက်အနေနဲ့တေဆုံးကွယ်လွန်သွားတဲ့အချိန်ကနေစပြီးတော့နောက်ထပ်15မိနစ်ထိတိုင်ကိုအုံနောက်မှာလှုပ်ရှားမှုတွေရှိနေသေးတယ်။ဒါကြောင့်မို့လို့တေဆုံးပြီး15မိနစ်ကြာတဲ့အထိလူတွေရဲ့သိမြင်နိုင်စိတ်တွေရှိသေးတယ်ဆိုပြီးတော့လေးလာတွေ့ရှိမှုတွေကသိရှိရပါတယ်ဗျ။ အဲ့တော့ကျွန်တော်တို့အုံနောက်တည်ဆုံးလာတဲ့တပြိုင်နက်နှလုံးကလည်းရက်တန့်သွားမှာဖြစ်တယ်ပေါ့နော်နှလုံးရဲ့လှုပ်ရှားမှုခုန်နှုံးတွေဟာဆိုလို့ရှိရင်လေဒီလျက်စစ်လိုင်းလေးတွေကနေတဆင့်ဖြစ်ပေါ်ပြီးတော့လှုပ်ရှားနေတာလည်းဖြစ်တယ်ပေါ့နော်အခုလိုမျိုးအုံနောက်လည်းတည်သွားပြီးနှလုံးခုန်လည်းရက်သွားပြီးဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့2008ခုနှစ်မှာကနေဒီယန်တက္ကသိုလ်တစ်ခုကနေပြီးတော့လေးလာတွေးရှိချက်တွေအရဆိုလို့ရှိရင်လူတစ်ယောက်အနေနဲ့တည်ဆုံးသွားပြီးတော့နောက်ထပ်10မိနစ်ထိတိုင်ကိုမှလူခန္ဓာကိုယ်ထဲမှာရှိနေတဲ့လျက်စစ်လိုင်းလေးတွေကလှုပ်ရှားမှုရှိနေသေးတာကိုလေ ယ်တွေ့ရှိခဲ့ရတယ်ဆိုပြီးတော့သိရှိရပါတယ်ဗျဒီချင်းတွေကိုတော့သိပ္ပံပညာရှင်သူတ္တိတွေအနေနဲ့အအုံနောက်ကသိသွားပြီး consciousness ဆိုတဲ့သိမြင်နိုင်စိတ်မရှိတော့ပေမဲ့ကျွန်တော်တို့ရဲ့ neuron တွေမှာ chemical energy တွေရှိနေသေးတဲ့အတွက်ကြောင့်မို့လို့လှုပ်ရှားနေမှုလေးတွေရှိတာဆိုပြီးတော့လဲဖော်ပြထားပါတယ်ဗောနော ဒါပေမဲ့ဒီလိုမျိုးအချိန်တစ်ခုထိလှူရှားပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ biological နီးအိယတကယ်ကိုတည်ဆုံသွားတယ်ဆိုပြီးတော့လဲကောက်နှုတ်ချက်ချထားကြတာလည်းဖြစ်ပါတယ်အဲ့တော့သိပ္ပံပညာမှာဆိုလို့ရှိရင်အခုလိုမျိုးလူရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာလေ့လာထားပေမဲ့လို့ကျွန်တော်တို့တည်ဆုံပြီးသွားတဲ့နောက်ပိုင်းနောက်ဘဝဆိုတဲ့ဘာသာရေးအမြင်နောက်ဘဝနဲ့အခုဘဝကြားထဲမှာလူတွေဘယ်လိုခံစားရလဲဆိုတာကိုလေ့လာဖို့အမျိုးမျိုးစူးစမ်းကြခဲ့ပေမဲ့လဲ တိကျခိုင်လုံတဲ့သက်သေထောက်ထားတွေတော့အခုထိမရှိသေးပါဘူးဗျ။အဲတော့ကျွန်တော်တို့အခုခေတ်မှာဆိုလို့ရှိရင် AI နည်းပညာကအရန်ကိုတိုးတက်လာနေပြီးကျွန်တော်တို့ရဲ့အခြေအနေမှာ AI ဆိုတာကနေ့တစ်ထူကသုံးဆွဲနေရတဲ့အခြေအနေတွေတောင်မှရောက်ရှိလို့လာခဲ့ပြီဆိုတော့လည်းကျွန်တော်မိတ်ဆွေတို့အတိပဲဖြစ်မှာပါ။အဲတော့ဘလောက်တောင်တိုးတက်လာလဲဆိုလို့ရှိရင်လူတွေတည်ဆုံးပြီးသွားတဲ့အချိန်မှာဒီလူရဲ့အဲတိမြင်နိုင်စိတ်ကို AI format တွေကိုအသုံးပြုပြီးတော့သိမ်းဆဲမယ်ဆိုတော့သတင်းတွေတောင်မှကြားနေရတယ်ဗောနော်ဒါကသတင်းတွေလောက်ပဲမဟုတ်ပဲねတကယ်လဲအကောင့်ထဲပေါ်ဖို့လှုပ်ဆောင်နေပြီဆိုတော့လည်းသိရပါတယ်အဲဒီလိုမျိုးအခြေအနေတွေဖြစ်လာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့လူသမိုင်းမှာအပြောင်းလဲတစ်ခုကတော့ဖြစ်လာမှာပါဗျာ ဟုတ်ပါပြီအဲ့တော့အနှစ်ချုပ်အနေနဲ့ကျွန်တော်တို့လူတယောက်အနေနဲ့တည်ဆုံးပြီးသွားလို့ရှိရင်နောက်ဘဝရှိလားပြီးသွားမှာလားငြိမ်းချမ်းသွားမှာလားဆိုတဲ့မိကုန်းနေအားလုံးအတွက်အဖြေက အခုလက်ရှိဘဝပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလက်ရှိဘဝမှာကောင်းအောင်နေမယ်ကိုကိုတိုင်းလည်းကောင်းအောင်နေလို့သူများပုံမှန်လည်းမြေတားထားမယ်ကောင်းတဲ့အရာတွေကိုပြုလုပ်လိုက်မယ်လူအတိုင်းဝန်းအတွက် ကျွန်တော်တို့တည်သွားခဲ့ရင်နောက်မှာကျွန်တော်တို့ပြုတ်လုခဲ့တဲ့အရာတွေကျွန်တော်တို့ခြံထားခဲ့မဲ့ကျွန်တော်တို့ရဲ့တမိုင်းအမွေအနှစ်တွေကကဘာတည်တွေ့ကြန့်ရှိနေခဲ့မဲ့အရာတွေဆိုတာကိုလည်းသတိရစေချင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကိုစကားလက်ဆောင်လေးပေးချင်တာကအသက်ရှိနေတဲ့အချိန်မှာအတိတ်ပဲရှိနေတဲ့အရာတွေလူများအပေါ်ကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်ပေါ်အကျိုးပြုနိုင်မဲ့ကိစ္စလေးတွေကိုလှုပ်ဆောင်မှသူများအချိုးရောက်အောင်မလုပ်မိပါစေနဲ့လို့လည်းပြောချင်ပါတယ်ဗျာ အဆောင်ပြောချင်တာကတော့တေဆုံးနယ်ဆိုတော့ကကျွန်တော်တို့အားလုံးအတွက်အဆုံးသတ်မဟုတ်ပါဘူးကျွန်တော်တို့ကတေဆုံးသွားပေမဲ့လို့ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေကတန်မိုးရှိစွာနဲ့ကြံခဲ့မှလည်းဖြစ်ပါတယ်လို့စကားလက်ဆောင်လေးပေးရင်လည်းအခုဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကကျွန်တော်အနေနဲ့အာကျွန်တော်လေ့လာထားမိတဲ့လောက်ကိုပြောပြဆွေးနွေးတဲ့သဘောမျိုးပါပဲအဲ့တော့မိတ်ဆွေတို့ကရောတေဆုံးခြင်းနဲ့ပတ်သက်ပြီးတော့နောက်ဘဝရှိတာလား ဒါမှမဟုတ်ကြားထဲမှာဘလို့အခြေအနေတွေခန့်စားရမလဲဒါရင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေထင်မြင်သုံးသပ်ဝေဖန်မှတ်ချက်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာအမှန်တရားနဲ့ရေးပေးသွားနိုင်ပါတယ်ဗျအဲ့တော့ကျွန်တော်ကမိတ်ဆွေတို့တို့စောင့်အောင်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းခုလိုမျိုးဘူးသဒ္ဒရရဲ့အကြောင်းအရာတွေနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါဗျအားလုံးပဲ see you ပါ